အကြောင်းသားအနေနဲ့အနိုင်ငံကအတိမတ်ပြုဒီပလိုမာတွေရရှိနိုင်တယ်။ဆရာဆရာမတယောက်အနေနဲ့ထူးချွန်တဲ့အကြောင်းသားတွေကိုမြင်ရတဲ့အခါမှာဝမ်းသာရဲ့ဂျင်းနဲ့လည်းပီတိလည်းဖြစ်မိရဲ့။အာဒီဆရာရဲ့နာမည်ကတော့ဒေါက်တာမြင်းမြင့်စုကျော်ဖြစ်ပါတယ်။အာဒီ Twinkle College မှာတော့ NCC UK ကပေးအပ်တဲ့ဒီပလိုမာအတန်းတွေမှာအစာရေးသင်ကြားပေးနေပါတယ်။ အာ Twinkle College ရဲ့ Academic Programs မှာထူးခြားချက်တွေရှိပါတယ်။အထူးသဖြင့်တော့ဒီ NCC Education နဲ့ပူးပေါင်းပြီးတော့မှသင်ကြားပေးမှုတွေကြောင့်အကျောင်းသားရင်းနေနဲ့အာနိုင်ငံကအတီးမပြု Diploma တွေကိုရရှိနိုင်တယ်။ဒါအပြင်အဲကမ္ဘာအဆင့်မီတင်ယိုညွန်းနှန်းနေနဲ့အညီပေါ့နော်အဲပညာရေးဆန်ကျင်ဆန်ကျင်ရှိရဲ့ဒီအဲ course တွေကိုလည်းသင်ကြားနိုင်မှာဖြစ်ပါတယ် အာစင်မတယောက်အနေနဲ့ကတော့အကြောင်းသားတွေတိုးတက်လာတာကိုမြင်ရတာတကယ်ကိုပဲဂျင်းနဲ့ကျေအကောင်းတဲ့အနေအထားတစ်ခုပေါ့နော်အဲသူတို့တိုးတက်လာဖို့လေအမြဲတမ်းဒီချေတို့တက်နိုင်တဲ့ဘက်ကနေပြီးတော့အမြဲတမ်းကုညီပတ်မှုပေးဖို့အသင်မှာအဓိကတော့သူတို့အကောင်းမွန်ဆုံးဒီချေတို့ကပတ်မှုပေးနိုင်ဖို့အတွက်ပေါ့နော်ဟိုဆရာဆရာမတွေအနေနဲ့ကလည်းဟိုကိုယ့်အသားကိုဒီ learning အနေနဲ့လည်းစဉ်းစားမပြတ်လုပ်တင်နေတယ် အဲနောက်ပြီးတော့ចောင်းသားလို့ဆိုရဲခါမှာလည်းចောင်းသားတွေရာကျဲတော့အမျိုးအစားအမျိုးမျိုးရှိရဲတချို့ចောင်းသားတွေကြတော့ဂျိုးစားမှုအကောင်းတဲ့လူတွေရှိရဲတချို့ကြတယ်လဲနှီးတယ်ဂျိုးစားမှုတိတ်မရှိတဲ့ចောင်းသားမျိုးကြီးလည်းရှိရဲပေါ့เนาะအဲ့တော့ဘယ်လိုចောင်းသားမျိုးစားပဲဖြစ်ဖြစ်အဲဆရာဆရာမတယောက်အနေနဲ့ကတော့ဒန်းတူသဘောထားပြီးတော့ဒီ သူတို့တက်တဲ့တက်အပ်တဲ့ဒီပညာရဲ့ဒီ knowledge တွေ skill တွေကို train ပေးဖို့လို့အတွက်ပေါ့နော်အဲစိတ်ရှည်တီးခံမှုပေါ့ဒါတွေလည်းလိုအပ်တယ်အဲ့တော့အဲ့ဒီအချက်တွေပေါ်မှာအခြေခံပြီးတော့သူတို့အတွက်အကောင်းဆုံးပတ်မိုးပေးနိုင်အောင်လို့ပဲဒီချက်အနေနဲ့တော့ခံယူပြီးတော့မှပြင်ဆင်နေပါတယ်ဆရာဆရာမတယောက်အနေနဲ့ထူးချွန်တဲ့ကျောင်းသားတွေကိုမြင်ရတဲ့အခါမှာဝမ်းတာရယ်ဂျင်းနဲ့ ပီတိလည်းဖြစ်မိရဲ့။တပြိုင်တည်းမှာပဲသူတို့ရဲ့ဒီအောင်မြင်မှုတွေကိုကြည့်ပြီးတော့ကိုကိုတိုင်းလည်း motivation ရရဲပေါ့နော်။အာလုပ်ငန်းဝင်ဝင်မဲ့ចောင်းသားတွေအတွက်တော့ဆ ਿਆ မတ်တယောက်အနေနဲ့အကြံပေးချင်တာတွေကတော့အများကြီးပဲရှိရပါတော့။အဓိကကတော့ဒီចောင်းမှာတင်သွားခဲ့တဲ့အရာတွေအားလုံးကိုလုပ်ငန်းဝင်မှာအပြည့်အဝအသုံးချနိုင်ဖို့အတွက်စူးစမ်းတဲ့ အဲနောက်တစ်ခုကလုပ်ငန်းဝင်ဆိုတာကျောင်းနဲ့မတူဘူးပေါ့နော်အဲ့ဒီတော့ကျောင်းတောင်းပါဆိုရင်တော့ကိုစူးစမ်းလိုက်တဲ့ဒီအောင်မြင်မှုအသီးပွင့်ကကိုကိုယ်တိုင်ခံစားလို့ရတယ်သို့တော့လုပ်ငန်းဝင်ထဲမှာကျတော့တဦးကောင်းတယောက်ကောင်းကိုတယောက်တည်းတော်နေလို့စူးစမ်းနေုံနဲ့မပြီးဘူးအဲကိုနဲ့အတူတကွာအလုပ်လုပ်ကြတဲ့သူတွေအားလုံးလည်းလိုက်လျောညှိထွေရှိဖို့အဓိကတော့ social skill ပေါ့နော်ဒီလူတွေနဲ့လိုက်လျောညှိထွေဖြစ်အောင်ကျတော့ပေါင်းသင်းဆက်ဆံတတ်ဖို့ဒီလို skills တွေပြင်ဆင်နေတယ်နောက်တစ်ခါ အလုံးလုံးတဲ့အခါမှာကျတော့အမြင်နဲ့အောင်မြင်မယ်လို့ပဲညှော်မှန်းထားလို့မရဘူးပေါ့နော်ညှော်မှန်းအခါမှာမညှော်လင့်ထားတဲ့အဲဆုံးရှုံးမှုတွေအဲနောက်တစ်ခါကျတော့ဒီပြဿနာရက်ဒီအခက်အခဲကြီးဆိုတာလဲကြုံနိုင်တယ်အဲ့လိုမျိုးတွေကြုံတွေ့လာတဲ့အခါမှာ ဘယ်လိုမျိုးပေါ့နော်နီးမှန်လမ်းမှန်တဲ့ဒါတွေကိုဖြေရှင်းမလဲဘယ်လိုကြော်လွားမလဲ problem solving skills တွေပေါ့နော်ဒါမျိုးတွေလည်းပြင်ဆင်ထားတင်တယ်နောက်ပြီးတော့ကျေရွာဒီကိုကနီးပညာသမားဖြစ်တဲ့အတွက်နီးပညာဆိုတာအများရန်တိုးတက်ပြောင်းလဲနေရလीအဲဒီအစဉ်သမပြတ်တိုးတက်ပြောင်းလဲနေတဲ့နီးပညာတွေကိုအဲကိုကလည်းလိုက်ပြီးတော့အများရန် learning လုပ်ရမယ်ပေါ့နော်ကျောင်းမှာပဲကိုရဲ့ learning skill ကိုရပ်ထားခဲ့လို့မရဘူးလှုပ်ထဲရောက်တဲ့အခါမှာလည်းတင့်တော်တယ်လို့မျိုးဆက်ပြီးတော့မှလေ့လာတင်တယ်ပေါ့နော်ဒီလိုမျိုးကျေရွာလေ့လာရဲ့အခါမှာလည်းအရေးအကြီးဆုံးကတော့ confidence ရှိရမယ် တချို့ကျောင်းသားတွေကလုပ်ငန်းဝင်ဝင်ဖို့ကြောက်ကြရမျိုးတွေရှိတယ်။တချို့ကျတော့လေ over confidence တွေဖြစ်နေရမျိုးတွေဖြစ်တတ်တယ်ပေါ့နော်။အဲ့တော့ဒီလိုမျိုးတွေမဖြစ်ဘဲနဲ့ရှိသင့်ရှိထိုက်တဲ့ကိုယ့်ကိုယ်ကိုယုံကြည်ချက်ပေါ့နော်။ဘယ်ခက်ခဲမှဆိုရအောင်ကြော်လွားမယ်။မှန်ကန်တဲ့နည်းနဲ့ကြော်လွားမယ်ဆိုတော့အဲဒီလိုမျိုး skill တွေပေါ့နော်။ဒါလေးတွေကိုကြိုတင်ပြင်ဆင်သွားရတယ်ဆိုရင်တော့လုပ်ငန်းဝင်ထဲမှာအဆင်ပြေပါလိမ့်မယ်။ကျောင်းသားတွေကိုနောက်ဆုံးအနေနဲ့ ပြောပြချင်တာလေးကတော့ကိုယ့်ရဲ့အိမ်မက်အဲကိုယ်ရည်ရွယ်ထားတဲ့ညာရင်စီကိုရောက်အောင်သွားတဲ့အခါမှာဘလို့အခက်အခဲတွေပဲရှိရှိစူးစမ်းပြီးတော့မှအကြောဖြတ်ကြဖို့အရှုံးမပေးဖို့ပေါ့နော်ဒါလေးကိုမှာကျင်တယ်အဲကိုယ့်ရဲ့စူးစမ်းအားထုတ်မှုတည်တာလင်ကိုယ့်ရဲ့အနာဂတ်ကိုပုံဖော်ပေးနိုင်မဲ့တခုတည်းသောအရာဖြစ်တယ်ပေါ့နော်အဲဒီတော့ကြောင့်အဲစူးစမ်းအားထုတ်မှုပဲဟိုမှာမင်းရဲ့တန်ပါနဲ့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုနဲ့ကိုက်ညီတဲ့အောင်မြင်မှုတွေကိုအတိအကျရရှိနိုင်ပါစေလို့ဒီချက်အဆုတောင်းစကားလေးပြောပေးချင်ပါတယ်